မြောက်တောင်ရှုံးသွားမဲ့ market တော့ကြောင်ကလေးတွေကြောင်တွေကတစ်ပင်ကြက်ကြတော့ကြပြီမဲ့မြောက်တောင်ရှုံးအောင်တစ်ပင်အတက်ကျွမ်းနဲ့ကြောင်ကတော့ဆက်ဆက်ပါပါပါရှင်အခုပြပြမဲ့ market တော့ကြောင်တွေကတော့ဘလောက်တောင်ထူးကြလဲဆိုတော့ဒီဘိုင်းမှာနားထောင်ကြည့်လိုက်ရအောင်ပါနော် မာကီတောကြောင်ဆိုတော့အမေရိကအလဲပိုင်းနဲ့တောင်အမေရိကတောတွေမှာတွေ့ရတတ်တဲ့တောကြောင်လေးတစ်မျိုးပါရှင်။တစ်ပင်နေထဲမှာသွာလာလှုပ်ရှားတာအရင်ကျွန်းတဲ့ကြောင်လေးတစ်ကောင်ဆိုတော့လေသူကတစ်ပင်အမြင့်နေပေါ်မှာလူသူလိုလှုပ်ရှားလှက်ပက်နိုင်လို့သူ့ကိုတစ်ပင်မော်ကဘာကျွန်းသမားလူတောင်မှခေါ်တတ်ကြပါတယ်။မာကီရဲ့ခြေချောင်းတွေဟာ180ဒီဂရီအထိလှမ်းနိုင်ပြီးတော့တစ်ပင်မော်ကနေပြောင်းမြင်အောက်ကိုခေါင်းကျဲပြီးလမ်းလျှောက်ဆင်းလာနိုင်တာကြောင့်တော်တော်လူသိများပါတယ်။မာဂီဒီကိုပြောကြတဲ့အခါတော်တော်များများကတစ်ပင်မော်ကအော့စလက်လိုလဲခေါ်တတ်ကြသလိုသူကအော့စလက်ထက်ပုံမူသေးငယ်ပြီးတော့မျက်လုံးကြည့်ကြည့်နေ ညလေးထဲမှာကောင်းကောင်းမြင်နိုင်တဲ့အခြေချင်းရှိပါတယ်။သူရဲ့အစ်စ်အပိုင်းတွေကလည်းပိုရှည်ပြီးတော့အမြင့်ပေါ်မှာရွေ့လျားဖို့နေရာယူဖို့အတွက်အထူးတိစောက်ထားတာမျိုးပါရှင်။မာဂီရီရဲ့နောက်ထပ်ထူးခြားချက်ကတော့အမင်းလိုက်ပုံပါ။သူတို့ကကြောင်ဟန်အသိမျိုးဖြစ်တာကြောင့်တောင်းောင်နောက်ကိုတောင်းလျှောက်ပြေးလိုက်ပြီးတော့ဖမ်းတာမျိုးမဟုတ်ပါဘူး။သူတို့ကပုံးခွေပြီးတော့ဖမ်းတာပါရှင်။အဲ့ဒါအပြင်ကမှမာဂီတွေဟာသူတို့အမဲလိုက်မဲ့အကောင်လေးတွေအတန်းကိုစင်တူအောင်အတန်တုလုံနိုင်တယ်လို့လည်းနာမည်ကြီးပါတယ်။ 2005ခုနှစ်တုန်းကသူရဲ့အစာဖြစ်တဲ့မြောက်သားပေါက်လေးတစ်ကောင်အတိုင်းအတန်လှုပ်ပြီးတော့မြောက်မကြီးကျောင်းလာအောင်မျှခေါ်ခဲ့တာကိုပညာရှင်တွေဗီဒီယိုမှတ်တမ်းတွေရထားကြပါတယ်။အတန်ထိလှုပ်ပြီးတောင်းငင်အတန်ကြားတဲ့အခါစေဘူးလို့ရောက်လာတဲ့မြောက်မကြီးတွေကိုဖမ်းယူဆက်တောက်ကြပါတယ်။ ညောင်မကြီးတွေကလည်းသူတို့သားသမီးတွေအနားမှာရှိရင်တောင်းညောင်ငယ်လေးအတန်ကြားတဲ့အခါမိခင်စိမ့်နဲ့စိတ်ပူလို့လာကြည့်ကြတာဖြစ်ပါတယ်။တခြားညောင်မရဲ့သားသမီးဆိုရင်တောင်းအကူညီလိုတဲ့အခါကဲဆယ်ပေးဖို့ဆိုပါတော့ရှင်။ဒီလိုမျိုးဖန်းတာကနည်းနည်းတော့သူ၏ရက်ဆက်ရာရောက်တတ်တယ်ဆိုပေမဲ့ဒါကသဘာဝပါပဲ။လူတွေမှလည်းစင်နာတက်တက်လူတွေကမှအယုံသွင်းပြီးအမျက်ထုတ်တဲ့အဖြစ်အပျက်တွေကလည်းဒုနဲ့ဒီပဲမဟုတ်ပါလားနော်။ မာကတ်ကြောင်းနဲ့အကြောင်းဆက်မပြောသေးခင်မှာအခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအမြဲကြီးရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ interest knowledge page လေးကို like and follow လေးလုပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်။အကောင်းဆုံးနေ့ကိုပဲရွေးချက်တင်ဆက်ပေးသွားမှာပါရှင်။မကြီးရဲ့ကိုလေးချင်းကအိမ်ဝင်းကြောင်တွေထက်အများကြီးမကွာပါပဲခန္ဓာကိုယ်အရှိကတော့50စင်တီမီတာလောက်ရှိပြီးတော့လုံးဝရှည်လျားတဲ့ကိုလုံးကိုပေါင်မျိုးရှိတဲ့အကောင်တွေပါမကြီးတွေကတားပေါက်တဲ့အခါမှာတော့တားတစ်ကောင်လောက်ကိုပဲပေါက်နိုင်ကြတာကိုပညာရှင်တွေကအရှာတွေ့ခဲ့ကြပါတယ် တို့အချင်းချင်းနဲ့အတန်းနဲ့ဆက်သွယ်နိုင်ပြီးအပြန်လည်ဆက်သွယ်ကြတဲ့စနစ်တမျိုးလည်းရှိတယ်လို့သုံးသပ်ထားကြပါတယ်။အချင်းချင်းနဲ့မျက်နှာအတွင်းပြင်အတန်းလေးနဲ့ခွဲခြားနိုင်ကြပါတယ်။ဒါပေမဲ့အမကေးတွေကအများအပြားတော့တကောင်လေးပဲလှုပ်ရှားတတ်ကြပါတယ်။ မကင်းတွေကညအချိန်မှနေတိုင်းကျစားတက်တဲ့ကျွတ်တွေတစ်ပင်ပေါ်မှာနေတိုင်းနဲ့မြောက်ရှင့်စတဲ့ဒရိုက်ဆန်လေးတွေငှက်တွေတောက်သွန်းတရွာလေးတွေနဲ့တခါတရံလိုအပ်တယ်ဆိုရင်တစ်သီးတွေကိုလည်းစတဲ့ကြပါတယ်။အများအားဖြင့်တော့တစ်ပင်ပေါ်မှာပဲနေတက်ပြီးတော့မြေပြင်ပေါ်တိတ်မစင်ပါဘူး။အထူးသဖြင့်အစာစားတဲ့အခါညင်သာထင်သာရှိတဲ့နေရာတွေမှာမစတဲ့ကြပါဘူး။ဒီမှာကေးကြောင်လေးတွေဟာစမ်းချရမယ့်ဒရိုက်ဆန်စင်းထဲမှာပါနေပြီးတော့မျိုးတုံးသွားနိုင်တဲ့အနေရရှိတဲ့စင်းလေးကိုအချိန်မရွေးရောက်လာနိုင်ပါတယ်။ ။ဒကြိန်ကိုတားတကောင်မဲ့ပောက်တာကြောင့်ငကူကလေးကကောင်းရင်နေပြီးတော့တစ်တော်ပြုံးလာပြီးသူတို့စစ်ချက်တွေပြောက်ကုန်လာပြီးတထုံလုံရေလောက်ကြပြီးသူတို့ကိုဖမ်းပြီးအလောက်မွေးဖို့ပြောင်းနေလူတွေကြောင့်အကောင်ကြီးကပို့ပြီးတော့ရော့ကုန်လာပါ။သူတို့ရဲ့တောင်းမွေးတွေကိုလည်းဝယ်ယူတဲ့သူတွေရှိပြီးတော့တရားမဝင်အမဲလိုက်ခဲ့ကြတာကလည်းပို့ပြီးတော့ထိခိုက်စေပါတယ်။ သူတို့ကအိမ်မှာမွေးထားတဲ့ကြောင်တွေမဟုတ်ဘဲတောကြောင်တွေဖြစ်တာကြောင့်တောထဲမှာပဲထားကြရမှာပါပရိသတ်တို့နားမှာရောဘလို့တောကြောင်မျိုးတွေကိုအတွေ့ရများတက်ပါလေအခေါကမမှာပြပြပြီးခဲ့ပါအောင်နော်အစုံကြီးကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်